အားလုံးဝမင်္ဂလာပါ။ Creator နေပြန်ပြီးတော့ကျေးဇူးပါတယ်။ကျွန်တော်တို့ခုဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ community ကိုအကူအညီတောင်းစရာလေးရှိလို့ဗီဒီယိုလေးတစ်ပုဒ်ရိုက်ဖြစ်တာဖြစ်ပါတယ်။ဒါကဘာလဲဆိုတော့ Binance ကနေပြီးတော့ကျွန်တော်တို့ The Blockchain 100 2025ဆိုတဲ့ award တစ်ခုပေးဖို့စီစဉ်နေတာရှိတယ်။စုပေးမယ်ပေါ့နော်။အဲ့ဒီစုကဘာလဲဆိုတော့ crypto community တဲကနေပြီးတော့ crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမျှဝေနေတဲ့သူတွေ knowledge sharing လုပ်နေတဲ့သူတွေကိုပေးတဲ့စုတစ်ခုဖြစ်ပါတယ်။ ဒီစုကိုရဖို့ဆိုတာကကျွန်တော်တို့ community ရဲ့အင်အားလေးလေးလိုအပ်ပါတယ်။ဒီစုရွေးချယ်မဲ့ဇာတ်ကားစင်းမှမြန် crypto ကိုပါဝင်ပြီးတော့နာမည်စင်းရင်တင်သွင်းပေးဖို့ community ကိုမြစ်တာရက်ခံချင်တာဖြစ်ပါတယ်။ဘယ်လိုမျိုးစင်းရင်သွင်းရမှာလဲဆိုတော့ကျွန်တော် description မှာပေးထားတဲ့ link လေးတစ်ခုရှိမယ်။အဲ့ဒီ link ထဲကိုဝင်လိုက်။ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်အစင်စင်လောက်ရမယ်အကြောင်းအရာလေးတွေကိုလည်းပေးမှာ screenshot လေးနဲ့ပြထားပေးမယ်။ဒီအကြောင်းက Facebook မှာလည်းကျွန်တော်မြန် crypto ရဲ့ Facebook page မှာလည်းတင်ထားပေးတာဖြစ်ပါတယ်။ အဲ့ဒီမှာလည်း screen shot တွေနဲ့တင်ထားပေးတာရှိတယ်။ browser အနေနဲ့ကျွန်တော် link ထဲဝင်လိုက်ပြီဆိုရင် submission လောက်ဖို့အတွက်ဘယ်လိုမျိုးလုပ်ရမလဲဆိုပြီးတော့ပါတယ်။အဲ့ဒီအစစ်မှ name ဆိုတာလေးကိုနှိပ်လိုက်။ပြီးတော့ယူဆိုရင်နောက်တစ်ဆင့်အနေနဲ့ information လေးတွေနည်းနည်းထည့်ပေးဖို့လိုအပ်တယ်။ browser အနေနဲ့ကတော့ကိုကကိုကိုတိုင် nominate လောက်မှာလားဆိုတဲ့ page မှာပေါ့နော်။ဒီနေရာမှာတော့ကျွန်တော်တို့နံပါတ်1အချက်မှာတော့ no ဆိုတာလေးကိုရွေးပေးရမယ်။ပြီးရင်နံပါတ်2အချက်အနေနဲ့ကတော့ကျွန်တော်တို့အာ Mia Crypto ရဲ့ community member ဝင်တစ်စိတ်တစ်ပိုင်းအနေနဲ့ nominate ပေးဖို့အတွက်ပထမဆုံး yes ဆိုတာလေးကိုယူလိုက်ပြီးရင်ဘေးမှာ box လေးထဲမှာမြန် crypto ဆိုပြီးတော့ရေးလိုက်ပြီးရင် next ဆိုတာလေးကိုဆက်နေလိုက်အရပြီနံပါတ်3အချက်အနေနဲ့ကတော့ဘယ်သူကို nominate လုပ်မှာလဲပေါ့နော်ဒီမှာတော့ကျွန်တော်တို့ box လေးထဲမှာမြန် crypto ဆိုပြီးတော့ရေးပေးလိုက်အရပြီနံပါတ်4အချက်အနေနဲ့ကတော့ကို nominate လုပ်တဲ့အဖွဲ့အစည်းကဘယ်လိုမျိုး category အောက်မှာရှိလဲဆိုတာကိုရေးပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ crypto community ဆိုတာလေးကိုရေးပေးလိုက်အရပြီဖြစ်ပါတယ်နံပါတ်5အချက်အနေနဲ့ကတော့ကျွန်တော်တို့ ည်းနည်းစာလေးရေးပေးရမယ်ပေါ့နော်ရေးရမယ့်စာနမူနာလေးကိုလည်းကျွန်တော်ဒီ screenshot ထဲမှာထည့်ပေးထားတယ်နံပါတ်6အနေနဲ့ကတော့ဒါကျွန်တော်တို့မြန် crypto ရဲ့ social link တစ်ခုခုထည့်ပေးရမယ် YouTube လည်းမဖြစ်ဖြစ် Facebook လည်းမဖြစ်ဖြစ် link တစ်ခုထည့်ပေးလိုက်ရင်ရပြီဖြစ်ပါတယ်နံပါတ်9အချက်အနေနဲ့ကတော့ကိုကဒီအဖွဲ့အစည်းမှာဘယ်လိုမျိုးနေရာကပါဝင်နေလဲဆိုတာကိုတော့ community member ဆိုပြီးတော့ရွေးပေးလိုက်လို့ရတယ်ပြီးရင်နံပါတ်8အချက်အနေနဲ့ဘယ်သူကို contact လုပ်ဖို့လိုအပ်လဲပေါ့နော်ဒီနေရာမှာတော့ကျွန်တော်တို့ မြန်ခရစ်တိုရဲ့ဖောင်ဒါကြီးဖြစ်တဲ့ Covilis ရဲ့ user name လေးကိုထည့်ပေးလိုက်ရင်ရပါပြီ Telegram ပြီးရင်@ jfd27 ဆိုပြီးတော့ရေးပေးလိုက်ရင်ရပါပြီဖြစ်ပါတယ်ပြီးရင်နံပါတ်6အချက်အနေနဲ့ကတော့ဒီနေရာမှာကျွန်တော်တို့ prefer not to disclose ဆိုတာလေးကိုရေးပေးလိုက်ရင်ရပါပြီပေါ့နော်နံပါတ်10အချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီ nominate လုပ်မဲ့သူနဲ့ကိုယ်နဲ့ဘယ်လိုမျိုး relationship ရှိလဲဆိုတာကိုရွေးဖို့အတွက်ကတော့ community member ဆိုတဲ့အချက်ကလေးကိုရေးပေးလိုက်ရင်ရပါပြီနံပါတ်7ကတော့ကျွန်တော်တို့ကိုယ်နာမည်ကိုထည့်ဒီနေရာမှာ nickname လေးပေးလိုက်ရင်လည်းရပါတယ် ပြီးပြီးစဉ်နံပါတ်7အနေနဲ့ကတော့ကျွန်တော်ကိုယ်ကိုဆက်သွယ်လို့ရမယ် handle တွေပေါ့နော် social handle တွေထည့်ပေးရမယ် Telegram ရွေးပြီးပြီးစဉ် Telegram user name လေးထည့်ပေးလိုက်ပြီးရင် email address ဒီလောက်လေးထည့်လိုက်ရင်ရပြီဖြစ်ပါတယ်နံပါတ်7အနေနဲ့ကတော့ကိုယ့်ရဲ့ Binance account UID ကိုထည့်ပေးရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကိုယ်ရေးခြင်းတဲ့အကြောင်းအရာတွေရေးပြီးတော့ရင် service ဆိုတာလေးကိုနှိပ်လိုက်တဲ့ဆိုရင်တော့ကျွန်တော်အမည်စီးရင်တင်သွင်းတာအောင်မြင်သွားပြီဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်တို့ဒီစုကိုရခဲ့မယ်ဆိုရယ်မြန်မာ community ကိုစားပြုအနေနဲ့ပေါ့နော် crypto community ကိုစားပြုအနေနဲ့အာမှတ်တိုင်တစ်ခု site ထုတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အားလုံးပဲပူပေါင်းပါဝင်ပေးပြီးတော့ nominate လုပ်ပေးကြဖို့တောင်းဆိုပါတယ်။နောက်ဝေရောမှာပြန်တွေ့ကြပါမယ်။အားလုံးပဲ trade time ကြကြပါစေခင်ဗျာ။